ဆက်ရှက်လာနေပြီဆက်ရှက်နေတီကျွန်တော်တို့ကာဝယ်ဈေးထိုးတဲ့ schedule တွေအားကြတော့အဲဒီမှာဒီကကျွန်တော်မှတ်ရမှာကပုံမှန်ကာဝယ်ဈေးထိုးတဲ့အချိန်တွေမှာမမီလိုက်တဲ့ကလေးတွေပေါ့နော်အခုလိုကျွန်တော်တို့ညီမနိုင်ငံအနှံ့ပြားမှာအအများကြီးဒါပစ္စည်းစုံစုံမှုတွေအများကြီးဖြစ်နေရယ်တဘာဝဘေးရနေရယ်နေအတူဒီ2022 2021ဆီယနာသိမ်းပြီးနောက်ပိုင်းမှာအဲ ပျက်စီးသွားတယ်ပြိုလဲသွားတဲ့ကျမရဲ့စနစ်ဒီရဲ့တက်ရောက်မှုကြောင့်မလို့ပုံမှန်အဖြစ်မွေးကင်းစာကလေးမိခင်လေးကလေးစောင့်ရှောက်မှုအားနေသွားတဲ့အခါမှာအေကာဝေးစီထွေလုပ်ငန်းစဉ်ကြီးကြော်ရဲလာတဲ့နောက်ပိုင်းအဲထပ်ပြီးတော့ကျမတို့ထပ်ဆောင်ကာဝေးစီထွေလုပ်ငန်းစဉ်ကြီးကိုကောင်းတဲ့ဖွားတဲ့နေသားမျိုးမှာဆိုလို့ရှိရင်တော့ဒီလို schedule ရပို့ပြီးတော့တင်တော်လိမ့်မယ်လို့ကျမတို့ user တွေဆိုတော့ဒါလို့ကျမတို့ထည့်ထားတယ်အဲရှင်းပိုင်းမမီလိုက်တဲ့ဟာတွေဆိုလို့ရှိရင်လည်းပဲဒီလိုမျိုးကျမတို့ schedule တွေထဲမှာဝင်အောင်ထိုးရင်းနဲ့ပဲဖြည့်တင်ပြီးတော့ဟာကြတော့ထိုးလို့ရတယ်သူပြကျမတို့က ဘယ်အသက်အရွယ်မျိုးမှမဆိုပါတော့ကလေးဆိုလို့ရှိရင်လည်းပဲအဲအသက် အစုံရှိမယ်ပေါ့လာပိုင်းလေးတွေရှိမယ်လာသားလေးတနည်းနည်းလေးရှိမယ်နောက်တစ်ခါကျတော့လေး၅၀လေးရှိမယ်ပေါ့အဲ့တော့အဲ့လိုကလေးတွေအကုန်လုံးကိုကျွန်တော်တို့ကစဉ်းစားတဲ့အခါမှာဆိုလို့ရှိရင်ဘဲအုပ်စုတွေကတော့ဘဲအသက်အရွယ်တွေဝင်နေဆိုရှင်ဒါလေးကိုကျွန်တော်စုပြုံပြီးတော့ခါကျတော့ဒေတာတခုပေါ့စစ်ဆောင်စကန်တခုဒါမှမဟုတ်ရှင်လည်းပဲအုပ်ချုပ်ရေးရန်နေရာတခုကောင်းကောင်းလေပတ်နေရဲဆိုရဲဒေတာတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့လိုမျိုးစုပြုံပြီးတော့ထိုးမယ်ဆိုလို့ရှိရင်အဆင်ပြေရဲ့နေထိုင်မဖြစ်အောင်လို့ဒီလို schedule လေးကိုထည့်သွင်းပြီးတော့ခါကျတော့ CCC ကလည်းစီစဉ်ထားတာဖြစ်တယ်ပေါ့နော်အဲ့တော့ဟောင်းတွေပဲပါတဲ့ဟာလေးရှိရဲ့ရှုဟာလေးပဲကျွန်တော်တို့ကြီးကဝင်နေရှင်16နှစ်လောက်ထိ ီကိုလိုအပ်တဲ့အဲဖွင့်ဟိုဟာပေါ့ကာဝယ်ဆေးအဲအာနိသင်တွေပေါ့နော်လိုအပ်တဲ့အရာကြီးတို့ထည့်သွင်းမစင်းသားပြီးတော့ဟာကြောင့်ထက်ထက်တည်ပြီးတော့ပါရာရီလေးပဲရှိမယ်။များသောအားဖြင့်ကတော့ရှီပိုင်းကကာဝယ်ဆေးမမီလိုက်တဲ့ဟာမျိုးတွေဆိုလို့ရှိရင်တော့ဒီ schedule ထဲမှာသွားပြီးတော့အကျုံးမှာဖြစ်တယ်ပေါ့နော်။ RSB ဆိုလို့ရှိရင်အရှိကဝီကင်းစားရနေပြီးတော့၄လ၆လလောက်ဒီကိုထိုးလို့ရတယ်လို့ပြောထားတယ်ဆိုပေမဲ့ အဲမိခင်ရဲ့ကာဝယ်နိုင်မှုပေါ်မှာဒီပြီးတော့ passive immunity ရတဲ့ပုံမှာဒီပြီးတော့ဟာကြတော့ကလေးအဆင်ပြေမှာပဲထိုးလို့ရတယ်လို့ကျွန်မတို့ပြောထားတာရှိရဲ့ဒါကြောင့်မလို့ social လာဒီ schedule ထဲမှာလည်းပဲသူ library ထည့်ထားတာဖြစ်တယ်ပေါ့နော် one dose ကိုဒီမှာသူရဲ့အနေထားပေါ်မှာဒီပြီးတော့ထိုးလို့ရတယ်ဒါကြောင့်မလို့ကျွန်တော်အဝါရမဟုတ်ပဲနေအဲကျွန်တော်ပန်းရောင်ပေါ့နော်ပန်းခင်းရောင်အုပ်စုရမှာထည့်ထားတယ်နော် hepatitis B ရှေ့ကထိုးခဲ့ရတာရဲ့နောက်ပိုင်း third dose မှာထည့်ထားတယ်မမီလောက်ဆိုလို့ရှင်လည်းပဲကျွန်တော်ဒီမှာအစိမ်းရောင်လို့ရှိရဲ့အဲထဲမှာထိုးလို့ရတာပေါ့နော်သူရဲ့အချိန် အကအပိုင်းခြားတိုင်းမဟုတ်လို့ကျွန်တော်ပြဿနာမရှိဘူးနောက်ပိုင်းထပ်ပြီးတော့ schedule လုပ်ပြီးတော့ထိုးလို့ရရရှိရဲအခုနောက်ပြောလို့ပဲကျွန်တော်တို့အနေရာတနေရာမှာလာပြီးတော့စုပြုံပြီးတော့ဒါပဲဈေးထိုးရဲ့လုပ်ငန်းစဉ်လုပ်ပြီးဆိုလို့ရှိရင်မိမိရဲ့ကလေးရပါတော့ကလေးငယ်ရဲ့အအသက်ပေါ်မူတည်ရတဲ့ဟာကြောင့်မိလိုက်တဲ့ကာဝယ်ဈေးတွေကိုအားလုံးစုပြီးတော့ဟာကြောင့်ထိုးလဲပဲရနိုင်တဲ့နေရာမျိုးဖြစ်အောင်ဒါမျိုးကျွန်တော်တို့ schedule လေးတွေကိုအစိမ်းအောင်နေနဲ့ထည့်ပြီးတော့ဟာကြောင့်စီစဉ်မိထားတာဖြစ်ပါတယ်ရိုတာဗိုင်းရပ်စ်ဒါပြောခဲ့ပြီးသားနောက်တစ်ခါကျတော့ကျွန်တော်ဒီပတီးရတက်တနက် အင်းစက်လောပတက်စစ်နောက်ဖိုတိုးစ်နဲ့ဖီတိုးစ်ကျွန်တော်တို့ထည့်ပြီးတော့ဆက်ရှစ်လားနဲ့နောက်လေးလင်းချောင်းတွေမှာထည့်ပြီးတော့ထိုးရတာထည့်ထားတာရှိရေချိန်မှီလိုက်တဲ့လူတွေဆိုလို့ကျွန်တော်တို့16လားနဲ့23လားပေါ့နော်တနည်းနည်းလောက်အထိကိုကျွန်တော်တို့စကက်ဂျူးထားပြီးတော့ခါကျတော့အဲ့ထဲမှာဒီပြည့်အောင်ပေါ့နော်ဒိုးစ်အရေအတွက်ပြည့်အောင်ထိုးလို့ရပါတယ်နောက်ဟစ်ဗက်ဇင်းရဲ့လိုပဲဒီမှာချိန်မှီလိုက်တဲ့အုပ်စုဆိုကျွန်တော်တို့အစင်းရောင်မှာထည့်ပြီးတော့ထိုးလို့ရတယ်ပန်းရောင်နေဆိုလို့ရှင်အဲ့လိုပဲဒါအသက်ကြီးသွားတဲ့အချိန်မှာလိုအပ်လို့ရှင်အားဝဲစီအဲလိုအပ်နိုင်မဲ့အနေအထားမျိုးတွေကုက္ကအားစနစ်ကြဆင်းနေတဲ့လူတွေအဲယောဂါရှိရဲ့လူစေုံတက်ကူသစားစသည်ဒါမျိုးတွေအကုန်လုံး အကျုံးဝင်ပြီးတော့ဟာကြတော့အဲ့ကလေးငယ်တွေပေါ့နော်ဆွတ်ဆွတ်ချောချောင်းနဲ့မပြတ်မတိုင်ခင်အရွယ်စပြီးတော့ရောက်မယ်ပြီးကောင်ပေါက်ကလေးဆိုလို့ရှိရင်ပဲထိုးဖို့အတွက်ကိုကျွန်မကျွန်တော် schedule ထဲမှာဒီလိုမျိုးလေးစီစဉ်ထားတာလေးရှိရဲနောက်တော့ကျွန်မကောကဲဗဇင်းဆိုလို့ရှိရင်အဲ့လိုပဲကျွန်တော်အစင်းရှိရဲပန်းရောင်လေးရှိမယ်ပေါ့နော်နောက်ကျမတို့ပိုလီယိုအဲ့လိုပဲ third dose နဲ့ fourth dose ကိုကျမတို့အသက် ပိုင်းခြားလိုက်စီစဉ်ထားတာရှိရဲဆိုပေမဲ့အစိမ်းတွေကကြတော့ရှေးပိုင်းမိလိုက်တဲ့အုပ်စုတွေဆိုလို့ရှိရင်ထိုးလို့ရအောင်ထားမျိုးလေးကျွန်တော်တို့ schedule လုပ်ပြီးထားတာရှိရဲ။နောက် COVID-19 အဲ့လိုပဲ influenza နောက်ကကြတော့အဲကျွန်တော်တို့ MMR ပေါ့နော် MMR ဆိုလို့ရှိရင်လည်းပဲရှေးပိုင်းမိလိုက်ဘူးဆိုလို့ရှိရင်18လဒီ18လနေစာပြီးခါကြတော့အသက်ကိုကျွန်တော်လင်းနေချောင်းလောက်မတိုင်ခင်မှာအဲထိုးလို့ရသေးရဲ့ပေါ့နော်မိလိုက်တဲ့အုပ်စုတွေဆိုရင်အိမ်မှာထိုးပါ second dose ထိုးမယ်ဒီခါထပ်ပြီးတော့ခါကြအိမ်မှာမိလိုက်ဘူးဆိုလို့ရှိရင်လည်းနောက်ထပ် session နေမတိုင်ခင်အထိကိုဒီကာဝဲစီးထိုးလို့ရတယ်ဒါက baby cell အဲ့လိုပဲနောက် hepatitis A လည်းအဲ့လို ဲအဲ့တော့ဒီ hybridize ဆိုကျွန်တော်တို့ကဒီပိုင်းပြောခဲ့ပြီဒါ12လပေါ့နော်လောက်ကနေစပြီးတော့မှ6လကြာသူမလို့ရှင်12 12လလောက်ချာပြီးတော့မှနှစ်ကြိမ်ထိုးမယ်ဆိုလို့ရှင်ကာဝဲစီအဲအာနိသင်ဘူကောင်းကောင်းမော်ရရတယ်မမီဘူးဆိုလို့ရှင်လည်းပြဿနာပြုနေမှာကျွန်တော်တို့အသက်ရှိရတဲ့ခါကြတော့မှပဲအသက်ကြီးလာတဲ့ခါကြတော့မှပဲ session နဲ့မတိုင်ခင်မှာထောက်လျှောက်ထိုးမယ်ဆိုလို့ရှင်ထိုးလို့ရအောင်လို့စီစဉ်ထားတဲ့ဟာမျိုး schedule ရှိရဲပေါ့နော် now ကျွန်တော်အသက်9နှစ်အထက် ဒီ tetanus diphtheria a ဆိုတော့ parasitic ကကြာတော့ခုနှစ်နှစ်အောက်နေမတူတာကြာတော့သူကအသက်ကြီးရဲ့ဟာအတွက်ကိုပေါ့နော်အသက်ကြီးအုပ်စုတွေကိုစီစဉ်ထားတာအဲ့တော့ diphtheria ကိုပြောတော့ရလေပဲဒီမှာဒါလေးထည့်ပြောထားတာရှိရယ်သူများနိုင်ငံတွေဘယ်လိုမှအင်ဂျီထိုင်းနိုင်ငံမှာဆိုလို့ရှင်လည်းဘယ်လိုလုပ်လဲဆိုတော့ဒီမှာဥမာလေးပြောခဲ့ရတယ်ရှိအားလုံးဖတ်မိကြမယ်ထင်ပါတယ်အဲ့တော့အသက်ခုနှစ်နှစ်အထက်ပေါ့နော်အသက်ခုနှစ်နှစ်ဆိုတော့ခုနှစ်နှစ်ဆယ်နှစ်လောက်ကစပြီးခါကြာတော့အဲနောက်တဲ့ တက်ကြီးမှထိုးမဲ့ဆိုလို့ရှိရင် first dose ဆိုအဲ့ဒီမျိုးစပြီးထိုးလို့ရတာရှိတယ်။မီယူဆိုလို့ရှိရင်ပြဿနာမရှိဘူး။နောက်ပိုင်းတက်ပြီးထိုးလို့ရတယ်။ဒါကကျွန်တော်တန်ရအနာတရားထိရတဲ့ထိရတဲ့နေရာရတဲ့အခါမှာဆိုလို့ရှိရင်လည်းဒါရီရဲ့ immunity ရပြီးတော့ဟာကြပါဘဲမှဖြစ်ရတဲ့ကြောင့်မို့ကျွန်တော်တို့ကအသက်ကိုအရွယ်အားဖြင့်ကိုငယ်စဉ်ကလေးဘဝထိုးတဲ့ဟာရဲ့အသက်ကြီးပေါ့နော်အသက်နဲ့အစပြီးကြီးအောင်မဲ့အချိန်မှာထိုးတဲ့ဟာကြီးကမတူတဲ့အနေအထားမျိုးကျွန်တော်တို့ကဒီမှာသတိပြုလို့ရမှာဖြစ်ပါတယ်။ HPV အဲ့လိုပဲကျွန်တော်တို့ကတိန်ကောင်းကင်ဆာကာဝယ်ဆေးဖြစ်တဲ့အတွက်ကြောင့်မို့လို့အသက်စပြီးတော့မိကောင်ပေါက်ကလေးဆိုရှင်စပြီးထိုးတဲ့ဟာတွေရှိရဲ့ မမီလာဘူးဆိုလို့ရှင်လည်းအသက်စာပြီးတော့အသက်ကြီးတော့မှာပဲစာပြီးထိုးမယ်ဆိုလို့ရှင်လည်းရရပေါ့နော်ဒါကကျွန်တော်မီနီကောကဲပြင်ဆင်ဆိုလို့ရှင်လည်းအဲ့လိုပဲအသက်2နှစ်နှစ်အထက်အသက်2လနှစ်အထက်ဆိုပြီးခါကြတော့ခွဲကြပြီးတော့ခါကြတော့ထိုးလို့ရတဲ့အဲဒီစီးပုံစံမျိုးတွေရှိတယ်ဒါကိုကျွန်တော်တို့ကမမီလာဘူးဆိုလို့ရှင်လည်းပဲနောက်ထပ်ထပ်ပြီးတော့ထိုးမယ်ဆိုလို့ရှင်တော့ routine အနေနဲ့တွေ့မဲ့ဆိုလို့ရှင်လည်းပဲရအောင်လို့ဒီမှာကျွန်မတို့အချိန်ကန့်ကန့်သက်လေးတွေဒါတုပ်ပြီးသားလေးရှိပါတယ်။နောက်တစ်ခါကျတော့ကျွန်မတို့ respiratory virus, dengue, နောက် monkeypox အဲ့လိုပဲဖြစ်ပါတယ်ပေါ့နော်။ဆိုတော့ဒါလေးတွေကကျွန်မတို့က အဲအခြေအနေအားဖြင့်အဲအခြေအနေပေါ်မှာဒီလိုခါကြတော့ထိုးဖို့ရန်အတွက်ကိုစီစဉ်ထားတဲ့ schedule တွေဖြစ်တယ်ဒီမှာ RS RS visa ဆိုတော့ငါတို့ကပြန်ပြီးတော့ပါတာကအသက်ဒီ7နှစ်7နှစ်ကလေးစပြီးတော့ခါကြတော့အသက်7နှစ်လောက်ဒီပေါ့နော်သူရဲ့အဲအနေထားပေါ်မှာဒီပြီးတော့ပေါ့နော် case အနေထားပေါ်မှာဒီပြီးတော့ခါကြတော့ဒီ seasonal administration တွေရှိမှာပေါ့နော်အသက်ရာသီဥတုအပြောင်းအလဲတွေကြောင့်မလို့အဲဒါတွေကတက်ရောက်ပြီးတော့ခါကြတော့အဲ စီစဉ်ပြီးတော့ဟာကြထိုးရတဲ့အနေအထားမျိုးကျွန်တော်တို့ကတည်ထားရမှာဖြစ်ပါတယ်။ဒဏ်ကြီးဆိုလို့ရှင်လည်းအဲ့လိုပဲ endemic ဖြစ်တဲ့ဒီဒဏ်ကြီး area တွေပေါ့နော်။တကယ်တော့ဖြစ်ပွားတဲ့ဒေသတွေမှာအများကြီးဖြစ်တယ်ဆိုရင်ဒီတိုင်းမှာဆိုလို့ရှင်လည်းပဲ zero positive ဖြစ်တယ်ဆိုလို့ရှင်ကျွန်တော်တို့ကထည့်သွင်းပြီးတော့ဟာကြထိုးနိုင်ဖို့ရတဲ့ကိုယ်မှာအသက်အပိုင်းခြားလေးနဲ့လုပ်ပေးထားတာဖြစ်ပါတယ်။ So adult immunization schedule မှာကြတော့ကျွန်တော်တို့ကအာ ရှေ့ပိုင်းထိုးထားတဲ့ကာဝယ်ဆေးတွေကိုဘူစတာအနေနဲ့ထပ်ပြီးထိုးတဲ့ဟာတွေပါသလိုအဲအသက်ကြီးရောမှာပဲလိုအပ်တဲ့အတွက်ကြောင့်မယောဂါကိုဥတီပြောဟာကြတော့ကာဝယ်ခြင်းတဲ့အတွက်ကြောင့်မထိုးရတဲ့ဟာမျိုးတွေလည်းပဲပါလာမှာဖြစ်ပါတယ်။အဲဒါလေးပဲခုနကပြောသလိုကာလာကောက်နေနဲ့ပြောထားရှိရဲ့အဝါလေးရာကြတော့သူကရှေ့ဟာလို့ မဟုတ်ဘူးသူကအဲအသက်အပိုင်းခြားရထိုးဖို့အကြံပြုထားတဲ့အုပ်စုတွေလို့ကျွန်တော်တို့နားလည်လို့ရတယ်နောက်တစ်ခါကျွန်တော်တို့ကာဝေးစည်းထိုးဖို့တဲ့မှတ်တမ်းလုံးဝမရှိဘူးဆိုလို့ရှိရင်လည်းပဲအဲကျွန်တော်တို့အခြေပိုင်းကအဝါရဲ့သဘောတရားလိုပဲအားလုံးထိုးဆိုတဲ့ပုံစံမျိုးပေါ့နော်နောက်တစ်ခါကျွန်တော်ကုကံစနစ်အတွက်ကိုအဲတခုခုကျွန်တော်တို့ကဒီဘာရှိလဲမမှတ်တမ်းရှိလဲပေါ့သူရဲ့ကုကံကောင်းလားမကောင်းလားဆိုတော့ကျွန်တော်ဘာမှ record မပြနိုင်ဘူးဆိုလို့ရှိရင်လည်းပဲမထိုးဘူးလို့ပဲသတ်မှတ်ပြီးတော့ဟာကြတော့အဲဒါဒီထဲမှာကျွန်တော်ထည့်သွင်းပြီးတော့ဟာကြတော့အဝါအုပ်စုရဲ့မှာစဉ်းစားရတယ်ပေါ့နော်နောက်ပန်ခင်းကကြတော့လိုအပ်လို့ရှိရင်ထိုးရဲ့ အပြားကြတော့ထိုးတဲ့နဲ့ shoot အောက်စုရေပေါ့နော်ဒီနောက်တစ်ခါကြတော့အာအာမိဝါကြတော့ဒါဘာမှဟိုဟာဖြစ်တာမရှိဘူးသူ့ရဲ့အရာကိုကလာမ blank လောက်ထားတဲ့ဟာကိုပြောချင်တာဖြစ်ပါတယ်အဲအများအားဖြင့်ကျွန်တော်တို့ကဖြစ်လာပြီဖြစ်နေပြီ အမြဲတမ်းဒီယောဂတကူကာဝေးရတော့မယ်ဆိုတဲ့အထင်မှာတုတ်ကွေးလိုမျိုးဆိုတော့ COVID-19 ကလည်းကူပါလာဖြစ်တဲ့အတွက်ကြောင့်မလို့ဆေးနေနေရကျွန်တော်တို့ကထိုးဖို့အတွက်ကတော့အသက်ကြီးတဲ့အထီကိုဒါ recommend လုပ်ထားရပေါ့နော်ထိုးတဲ့နေဘာမှမထိုးတာအရင်တော့လည်းထိုးတာတော့မရှိဘူးဆိုလို့ရှင်တော့ COVID-19 ကာဝေးကြရထိုးရမယ်ဆိုပြီးတော့အားလုံးကိုဒါက CDC က recommend လုပ်ထားရပေါ့နော်တုတ်ကွေးလိုပဲပေါ့အဲဒါကြောင့်ကျွန်တော်တို့ ဒီ solid organ transplant ဒီမှာရေးထားတဲ့ဟာလေးရှိတယ်။ကိုရင်ကအစားထိုးရလွယ်ပေါ့အသေးအစားထိုးကြောက်ရစားစားပြီးဒါမျိုးတွေဆက်မတော့အစားထိုးရမယ်ဆိုခုခံအစနေကြာစင်းနေတဲ့အတွက်ကြောင့်အဲ့လိုလွေမှာဆိုလို့ရှိရင်ပို့ပြီးတော့ဒီလိုတက်ဝေးကောက်ဝဲစီပြုဟာမျိုးကလိုအပ်တယ်ပေါ့နော်။တခါကျမတို့ဒီအသက်အရွယ်အားဖြင့်နောက်တစ်ခါကျတော့ကျမတို့ pregnancy ပေါ့နော်။သူတို့ဒီမျိုးသမီးကိုယ်ပိုင်ဆောင်တဲ့ချိန်မျိုးမှာဆိုလို့ရှိရင်လည်းစီစဉ်တဲ့ administration အရာဆိုလို့ရှိရင် RSV ကိုထိုးဖို့အတွက်ဒါပြောပြရတဲ့ဟာပြောထားတဲ့ဟာလေးရှိတယ်။အသက်85နှစ် အထက်ပေါ့နော်အသက်ကြီးရဲ့လူတွေဆိုလို့ရှိရင်ဒါတွေကပြန်ပြီးကလေးလေးတို့ပြန်ပြီးပြန်ဖြစ်သွားတာပေါ့နော်ခုကစနေတွေပြန်ပြီးကြဆင်းသွားတာရောနေပါဖြစ်ရောကြမလို့အဲ့လိုအသက်ရွယ်ရပြီဆိုလို့ရှိရင်ပို့ပြီးတော့ကာဝစီလိုလာတော့ဒီမှာတည်ထားမိပါပေါ့နော်65နှစ်နဲ့အထက်စီကကျွန်တော်တို့ကပို့ပြီးတော့ခုကစနေတွေအဲအားနေလူအုပ်စုလို့သတ်မှတ်တဲ့အတွက်ကြောင့်မလို့ပြန်ပြီးတော့အဲဟို booster dose တွေထပ်ပြီးရလို့မယ်အမြဲတမ်း annually ထိုးဖို့တွေလို့မယ်တခါထပ်ပြီးတော့ပုံမှန်အားဖြင့်မလိုအပ်တဲ့အနေအထားမျိုးတွေဆိုလို့ရှိရင်အဲ့အချိန်ဒီမှာလိုအပ်လာပြီပေါ့နော်ဒါတွေကတော့ကျွန်တော်အကြပတ်တွေရောက်လာတဲ့အတွက်ကြောင့်မလို့ကာဝဲဆေးတွေကတော့ထိုးနိုင်မှာမဟုတ်ပေါ့နော် now tetanus အဲဆိုလို့ရှိရင်လည်းအဲ့လိုပဲကျမတို့ကအမြင်ရယ် low low gene ဆိုလို့ရှိရင်တော့ဗောနော်သူရဲ့ immunity ကိုတောက်လျှောက်လို့ရှိရင်လည်းဆိုလို့ရှိရင်တော့ booster dose က10နှစ်တကာထိုးထားရမှာဖြစ်တယ်ဆိုတော့ကျမတို့ရှိပိုင်းကပြပြခဲ့တဲ့အထက်မှာလေးပဲပါပြီးဖြစ်ပါတယ် now mmr ဒါ indication မှာမတူဘူးတော့ဟာဒီမှာလိုအပ်လို့ရှင်ထိုးဖို့လိုမှာဖြစ်ပါတယ်အဲ့တော့ဒီမှာ1958လို့ရေးထားရပါတော့1958နောက်ပိုင်းဆိုလို့ရှင်တော့ဒါတွေကအဲလိုအပ်လို့ရှင်အချိန်တွေမှာမတူဘူးထိုးဘာလို့ဆိုတော့1958ရှေ့ပိုင်းကကြတော့ဒီ man miserable တွေကကျမတို့ကရော ပြည်သူလူထုရရမှာကျွန်တော်ပြန့်နှံ့မိသားဖြစ်နေဖြစ်တဲ့အတွက်ကြောင့်မလို့ကာဝယ်တိုင်းနဲ့ immunity ကရပြီးသားလို့ပဲယူဆတယ်ဒါကြောင့်ကျွန်တော်တို့အသက်58နှစ်အထက်အထောင်း58နောက်ပိုင်းအသက်ကြီးရဲ့အဲလူကြီးတွေဆိုလို့ရှိရင်တော့ dose ပုံမတူတဲ့ခါကျတော့ကျွန်မတို့အထိုးအချင်းဒီပုံမတူတဲ့ခါကျတော့1 2 dose throw ကိုလိုအပ်တယ်လို့ပြောထားတာဖြစ်ပါတယ်နောက်ကကျွန်မတို့ healthcare person တွေပေါ့နော်ကျွန်မတို့လိုကျန်းမာရေးလုပ်သားတွေဆိုလို့ရှိရင်ကတော့ဒီလိုအပ်လို့ရှိရင်တော့ဒါထိုးဖို့အတွက်အဲဒါအကြံပြုထားရပေါ့နော်အမှန်မှာနောက်ကကျွန်မတို့ ဗင်ဝီဇဲလာအဲ့လိုပဲသူလည်းပဲ1980နောက်ပိုင်းမှာဆိုလို့ရှိရင်အဲ ကူဆက်ပြက်တဲ့အနာတွေကပို့ပြီးတော့ကျမတို့ကဒီနဲလာအတွက်ကြောင့်မကာဝဲစီရထိုးဖို့လိုရတယ်ပေါ့နော်။ရှေ့ပိုင်းကျတော့ကျမ1080နောက်1080 1080မနိုင်ရင်အဲရှေ့ပိုင်းတွေကတော့ကာဝဲစီရမပေါ်ခဲ့တဲ့အတွက်ကြောင့်မထားရီကကူဆက်ပြက်တဲ့နာတွေများတယ်။နောက်ပိုင်းကျတော့အဲပို့ပြီးတော့ဒီနဲလာရတဲ့အတွက်ကြောင့်မလို့လိုအပ်တယ်ဆိုလို့ရှိရင်တော့ကျမထိုးရတယ်ဆိုလို့ရှိရင်မမအောင်ပေါ့နော်။နောက်အသက်ကြီးတဲ့ခါဆိုလို့ရှိရင်လိုအပ်လို့ရှိရင်တူးတူးဆက်ပြီးတော့လုံမဖြစ်တယ်ပေါ့နော်။အဲတို့ကကျတော့ကျမတို့ Zostar recommend နဲ့ပေါ့။သူကလည်းပဲပို့ပြီးတော့ကောင်းတယ်ပေါ့။ recommend နဲ့နေရတော့များသောအားဖြင့်ကတော့အဲပို့ပြီးတော့ဟာကျတော့ CA ID တင်ရပေါ့။ရေဝီရအဖြစ်သူက ောင်းတယ်သူ့ရဲ့ဒီအာနိသင်ကဟိုတက်တက်နီကလေးပဲပို့ပြီးမြင်နေမြင်နေတွေ့ကြအောင်အာနိသင်ကလေးပဲဆိုတော့ POY ရတယ်ဆိုရင်ဒီထားမျိုးရှိတာကျွန်တော်တို့ကအဲ베리셀라ရောနောက်ကကျ Zoster ရောအဲ ဗက်ဆင်းတွေကိုကျွန်တော်လိုဘက်ဒီအသက်ကြီးရဲ့အနေအထားမျိုးတွေမှာဆိုလို့ရှိရင်ပို့ပြီးတော့ခါကြတော့အဲလိုအပ်တယ်ပေါ့နော်အဲပြီးတော့ခါကြတော့ဖြစ်ပြလာပြီဆိုလို့ရှိရင်လည်းပဲအဲခံရတဲ့ဒီလူနာအနေနဲ့ကကြတော့နာကျင်တာပေါ့နော်ပဲရင်တော့ခါကြတော့သူ့ရဲ့နောက်ဆက်တွဲရလည်းပဲဆိုးရတဲ့နောက်ဆက်တွဲရှိရတဲ့အတွက်ကြောင့်မလို့လည်းပဲဒီဖေရီဆလာတို့ဆိုဂျီဆိုစတာပေါ့နော်အဓိကကတော့သူတို့သူတို့တွေရဲ့ဒီကောင်းဝဲနှမှုတွေရလည်းပဲအသက်ကြီးလာလို့ရှိရင်ပို့ပြီးတော့ကျွန်တော်လိုအပ်လာတာဖြစ်ပါတယ်နောက်ကျတော့ HPV အဲ့လိုပဲ အဲဒီကျွန်တော်တို့မိကောင်ပေါအရွယ်ပေါ့နော်အသက် session နဲ့လောက်ကနေစပြီးတော့ဆောက်ဆောက်ကစပြီးခါကြတော့အသက်ကိုကျွန်တော်တို့ကအဲကာလတစ်ခုပေါ့နော်လောက်တီကို20 30လောက်တီကိုကျွန်တော်တို့ထိုးဖို့လိုမယ်ပေါ့ initial vaccination မှာကျွန်တော်တို့ကလိုရလို့ဒီသူ့ရဲ့လိုအပ်ချက်ပေါ့မို့ဒီအသက်တက်အောင်ဒီခါကျကျွန်တော်ထူတာမှဖြစ်တယ်ဒီခါကျွန်တော်တို့ကအသက်45နှစ်ပေါ့နော်အမျိုးသမီးအဲသွေးဆုံးကနေအမျိုးသမီးဒီတီကိုပေါ့နော်အဲ့ဒီရွယ်လောက်တီကိုဒါလိုအပ်နေမယ်အနေနဲ့ဖြစ်တဲ့အကြောင်းကိုကျွန်တော်တို့ကဒါ should ပေါ့နော်ထိုးတင်နေဆိုရဲထဲထဲမှာဒီနဇက်ကောင်ကနေ45အောက်စုကိုလည်းပဲကျွန်တော်ထည့်သွင်းပြီးတော့ဟာကြတော့ HPV ကိုထည့်သွင်းပြီးတော့ဖော်ပြပေးထားရဖြစ်ပါတယ်။နောက်ညမကောခဲ့ပေါ့နော်ဒီမှာကျွန်တော်တို့ထပ်ပြီးတော့15နဲ့20တို့ကျွန်တော်21တို့ရှေ့မှာပြောခဲ့ပြီးသားတီရတီပြီးသားပြီးတခါကျွန်တော်တို့ PPSV လို့ခေါ်တယ်။သူ့ရဲ့ဒီညမကောခဲ့နောက်ထပ်23ကိုလည်းပဲထည့်သွင်းပြီးတော့ဟာကြတော့ထိုးဖို့အတွက်လိုအပ်တယ်ပေါ့။တချို့ဆိုလို့ရှိရင်ကျွန်တော်အသက်ကြီးတော့ဟာကြတော့မှဒီအရေးပို့ပြီးတော့ ဒီ different types တွေကြာနေပြီပြဿနာပြီးရတဲ့အကြောင်းမလို့ lower ဘဲနဲ့ခုငါကြာစင်လာတဲ့အခါမှာဒီအပြင်မဒီလိုဒီ bacteria ပိုးတွေမျိုးတော့ဟာကြတော့အဆောရှုံးရအသက်ဆုံးရအောင်ပြီးလေဖြစ်တဲ့အတွက်ကြောင်းမလို့ဒါတွေကိုကျွန်မတို့ကကြိုတင်ပြီးတော့ကာဝယ်အနေနဲ့ shoot တဲထဲမှာကျွန်မတို့အပြန်အောင်နေပြပြီးတော့ထည့်ရတာဖြစ်ပါတယ်။ hepatitis A hepatitis B အဲ့လိုပဲပေါ့နော်။သူရဲ့အခြေအနေပေါ်မတူတော့ဟာကြတော့ကာဝယ်စီနေအောင်မတူတော့ဟာကြတော့လိုရလို့ရှိရင်ထပ်ပြီးတော့ထိုးဖို့အတွက်ကိုကျွန်မတို့ပြောရတဲ့အနေထားရှိပါတယ်။ hepatitis A အဲ့လိုပဲ hepatitis နောက်တော့ကကြတော့သူရဲ့ဒီ meningococcus မှာဆိုလို့ရှင်လည်းပဲကျမတို့အမျိုးအစားတွေအများကြီးရှိရပါတော့ ACWY ရှိရ BG ရဆိုလို့ရှင်အချိန်ဒီမှာမူတည်ပြခါရဆမတို့လိုအပ်လို့ရှင် booster dose ထပ်ပြီးတော့တိုးဖို့လိုမှာဖြစ်ပါတယ်နောက်တော့ hemophilus hemophilus influenza လည်းအဲ့လိုပဲ mpox လိုပဲနောက်တော့ကကြတော့ polio vaccine ပေါ့နော် polio ကကြတော့ကျမတို့ကဒီလိုအပ်လို့ရှင်ပေါ့နော်ဒီကာဝယ်အဲကာဝယ်ဆေးလိုအပ်နိုင်တဲ့အနေအထားမျိုးတွေဆိုလို့ရှင်တော့အဲထိုးထားလို့ရှင်တော့ complete လုံးဝထိုးထားလို့ရှင်မမအောင်ပေါ့နော်အဓိကရှိပါကျမတို့မမီခဲ့ဘူးဆိုလို့ရှင်ဒီမှာလုံးဝ complete ူတာပေါ့လုံမှာဖြစ်တယ်ပေါ့နော်အသက်ကြီးွားတဲ့ခါမှာအဲရေမတန့်ရှင်းတာအစားတောက်မတန့်ရှင်းတာနောက်ပြီးကေ oral route ကနေဆိုမှာတူဦးထက်တယ်ဆိုတာမျိုးအတိထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုနေထားမျိုးဖြစ်လာနိုင်ပြီဆိုလို့ရှင်တော့အားလုံးကြိုတင်ပြောကာဝယ်ထားဖို့အတွက်ကိုလုံမှာဖြစ်တယ်ပေါ့နော်လိုအပ်လို့ရှင်လည်းပဲဒီအရင်တော့ကာဝယ်စီမှတ်တမ်းတွေကိုရနိုင်မယ်ဆိုလို့ရှင်မြထားရီကိုဆမားတို့လာပြီးတော့အဲသတင်းပို့ပေါ့နော်သဆိုင်အကြောင်းကြားပြီးတော့ခါကြတော့ကာဝယ်စီပြည်မြေအောင်ထူထားဖို့အတွက်လိုအပ်မှာဖြစ်တယ်လို့ပြောချင်တာဖြစ်ပါတယ်